ကျမရဲ့မေတ္တရာချန်နယ်လေးကိုနားဆင်အားပေးနေကြတဲ့စာပေချစ်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပြီးမိဇလန်းကတော့ရှင်းအောင်လို့တော်လေရှုပ်ဤလိုအမြည်ရှားတဲ့သရီသံဝေကားကြပွေရာအင်းအောင်ရေဖောက်ပြန်ခြင်းမိုခင်ထည့်ရမန်ဇလန်းကောင်းလေးကို တင်ဆက်ပြီးမှဖြစ်လို့ခန်းစားနားဆင်အားပေးကြပါဦးရှင်။ ငါရဲ့ဆုံးဖြတ်ချက်ကိုတော့မပြင်းနိုင်ဘူး။ပြင်းလို့လည်းများတော့ဘူးမသိင်ကြည်။ဒါပေမဲ့ငါရှင်းအောင်လုပ်သွားမယ်။ဟောဒီရွှေတောင်ကုတ်ရင်ငင်းချံကိုမင်းနဲ့သားသမီးတွေအတွက်မင်းနာမည်နဲ့ပြောင်းပေးမယ်။ဘန်ငွေအားလုံးကိုထုတ်ပြီးမင်းစာအုပ်ထဲကိုထည့်ပေးမယ်။ကားနှစီလည်းမင်းနာမည်နဲ့ပြောင်းပေးမယ်။ငါအဝတ်တခဲကိုတစ်ခုနဲ့ဆင်းသွားမယ်။စိတ်နှောက်ရှက်ဖြစ်အောင်တော့မလုပ်နဲ့ကွာ။ဖီဖီပြောတာတရားမျှတပါတယ်မေမေ။လူခွင့်ရေးဆိုတာဟာဒီနေ့ကဘာတော့အခွင့်အရေးတစ်ခုဖြစ်တယ်။ ဒါရီဟာမိမိအတွက်ပြောနေရမဟုတ်ဘူးသမီးကြီးညီတို့မောင်နှမသုံးယောက်တည်းမိမိပြောနေရတာဦးမျိုးညွန်ဘိုးမူဟောင်းမျိုးညွန်ကစစ်သားပြီးပြီးရှင်းရှင်းပြပြလှုပ်တဲ့သူဖြစ်တဲ့ဆုံးဖြတ်ချက်ကိုပြင်းလေးမရှိတတိရှိရှိသစ္စာရှိရှိမှန်မှန်ကန်ကန်တရားမျှတမှုရှိအောင်လုံလေးသူရှိရင်ဝင်းတာမီယာရှိရွှေတောင်ကုန်းရိမ့်မုံချန်ကြီးကိုမိမိရဲ့နာမည်မှာဇနီးတော်သိန်းကြီးရဲ့နာမည်ကိုပြောင်းပေးတဲ့ ဘန်းမှာရှိတဲ့ငွေအလုံးကိုထုတ်ပြီးဒေါ်သိန်းကြီးဘန်းစင်းမှာထည့်ပြီးရင်သူ့နာမည်နဲ့ရှိတဲ့ကားနှစီးကိုလည်းဒေါ်သိန်းကြီးနာမည်ကိုပြောင်းပေးလိုက်တယ်။သမီးဖေဖေရဲ့ဝေစားရီကိုထုတ်လိုက်ဖေဖေသူ့အိမ်ကိုသွားတော့မယ်။သမီးကြီးဖြစ်သူလင်းကြည်ဖြူမျိုးကပါခင်ကြီးရဲ့အဝေစားသုံးဆောင်လေးကိုတေးကြစွာထုတ်ပိုးပေးတယ်။ရှိတောင်ကုန်ရိမ့်မွန်ချမ်းကြီးမှဆင်းသွားတဲ့ဖာခင်ရဲ့ကြောင်းရင်ကိုကြည့်ပြီးမျက်ရည်များသာကျလာတယ်။ သူ့အိမ်ဆိုရာကနီလာလင်းရဲ့အိမ်ကိုပြောခြင်းဖြစ်တဲ့နီလာလင်းဆိုရာကအိုးမျိုးညွန့်ရဲ့တပည့်ကိုကြီးအရာရှိဘိုးကြီးရဲရင်အောင်တိုက်ပွဲကြသူရဲကောင်းဘွေရရဲ့ဇနီးဖြစ်တဲ့ဘိုးကြီးရဲရင်အောင်ကဘိုးမှုမျိုးညွန့်စစ်စစ်ရေးမှုရဲ့အသက်ကိုကာကွယ်ရင်းနဲ့ဆုံးရှုံးသွားသူဖြစ်တဲ့အသက်ထက်ကန်ဒီမှာနီလာလင်းကိုတာဝန်ယူပေးပါလီလာလင်းကိုစားရှောက်ပေးပါလို့တတို့တို့ပြောရင်အသက်ဆုံးမသွားသူဖြစ်တဲ့။ဥဥ ထုပ်တွေကလည်းများလာကြည်လားဘာတွေလဲဦးရဲ့ငါရဲ့ဝေစားတွေပါငါမင်းရဲ့အိမ်ကိုအပြီးဆင်းလာတာအားလုံးကလည်းအပြည့်ရှင်းခဲ့ပြီဟာဦးကလည်းအန်တီသိစိတ်ဆင်းရဲနေမှာပေါ့သားသမီးတွေလည်းစိတ်မကောင်းဖြစ်နေကြမှာသူစိတ်ဆင်းရဲရတဲ့ငါစိတ်ဆင်းရဲတာကပိုတယ်ဟာဒါကြောင့်သူတို့စိတ်ချမ်းသာအောင်လုပ်ပြီးအပြီးပိုင်ဆင်းခဲ့တယ်ပစ္စည်းတွေအားလုံးလည်းသူ့နဲ့မဲနဲ့လွှဲပေးခဲ့ပြီးမြင်းမကလည်းကိုဝင်ရှိနေပြီမဟုတ်လားမင်းအတွက်ငါတာဝန်ကြည့်ဖို့ရှိသေးရဲ့လေ နီလာကတော့ဝမ်းသာရမှာလားဝမ်းနေရမှာလားမစဉ်းစားတတ်အောင်ပါပဲဥယိန်ငါမှဘာမှမပါလို့မင်းလက်မခံခြင်းမူဆိုရင်လေငါတခြားနေရာသွားရုံပဲရှိမိဟိုကတော့ငါလုံးဝမပြန်ဘူးဒီလိုတော့မပြောပါနဲ့ဥယိန်နီလာမှပြည့်ပြည့်စုံစုံရှိတယ်ဦးနဲ့လက်တဲပြီးစီးပွားရှာဖို့အခြေအနေကောင်းနေလေရှိတယ်ဦးစိတ်ချမ်းသာရင်ပြီးတာပါပဲရတနာရွှေကျုံမှာရွှေရုပ်ကလေးရှိနေတဲ့နီလာလင်းကဘိုက်မပေါ်သေးတော့လေ ဟုံမုံတက်ရဲ့စူဆောင်းမှုစီစော်မှုတို့နဲ့စနေနှကိုင်းကလည်းအပြိုင်ဆိုင်လာနေတယ်။အသားရည်ကလည်းဝင်းလက်တောက်ပါလို့နေတယ်။နေသားရဲ့နှကန်းဆောင်တို့ကလည်းထူပြောပြီးလှကျင်နိုင်လာနေတယ်။မြင်းသူတကငေးရလောက်အလားပါရီစူဝေးနေတဲ့မိမချုံမိမလာလေးဖြစ်တယ်။ရင်တင်းရင်အချိုးစားချားနာတဲ့ပကြီးစရာပပုစရာတို့ရဲ့လက်ရမွန်မြောက်တယ်လို့ထင်ရမယ်။ ။ဦးမျိုးညွန်းကစေဘိန်တက်ကုန်းရင်ကြီးနှစ်စီးရဲ့ဝင်းခွေးနဲ့မကြောင်းရဲမတင်းတိမ်သေးပဲခီးတဲ့တင်ရင်နှစ်စီးကိုထည့်ပြီးစီးပွားရေးလုပ်ငန်းကိုတိုးချဲ့တယ်။စီးပွားရေးလုပ်ငန်းတိုးချဲ့မှလည်းဖြစ်မယ်။နီလာလင်းနဲ့ရင်သေးလေးတို့ရဲ့ဘဝရှိရေးအတွက်ကျမ်းမာတော်လောရကမ်းရာစူဆောင်းရမယ်။လာသားတော်ဘိုင်းငင်ပေးရမယ်။ ကိုလာလွင်စေလာဖွာအတိုင်းပဲဖြစ်တဲ့နီလာလင်းကသမီးကလေးတူဖွားမြင်ပြီးပြီဖြစ်တဲ့နာမည်ကဇင်မာမျိုးညွန့်လို့ခေါ်တဲ့တတမွေတသေးလာစတဲ့ကဲ့သို့နီလာလင်းမှာခင်မူးမျိုးညင့်ကောင်းပြူဆဲကျုံစိတ်မချနိုင်လောက်အောင်လှကျင်နိုင်လှပနေတဲ့ဇက်ကိုလာစာလာကိုနေစာနဲ့တကရတက်စစ်တော်လေသမီးကလေးဇင်မာမျိုးညွန့်ကအသက်၅နှစ်ကျော်ပြီဖြစ်လို့ចောင်းသူကလေးဖြစ်လာပြီဖြစ်တဲ့ ဓမ္မပရဒေသနာတော်မှာအဝိဒ္ဓဇာတို့နဲ့အစံတကျေဖြစ်သောအနာယောဂါတို့ရဲ့စူပေါင်းရာဖြစ်သောအယောစစ်တွေနဲ့ဆောင်းလောက်အပ်သောနာကျင်တတ်သောလူတို့ရဲ့အထူးထူးပြပြများစွာကြံစီအပ်သောဤကနာကိုကိုရှုလုံးဒို့တို့ပြောကြအဆုံးမတရားတော်ဒေသနာများအသေးချာရှိ냐တော်လေကိလေသာဝဲသုံးတောင်ဝဲနေဥညွညွတ်တယောက်သတိလက်လော့ငတ်တောင်ကြော်လောင်းဥမင်းချင်းတရားနာကျင်တရား တည်ခြင်းတရားတို့ကို မေးရနေခဲ့တယ်။ဒိုနီတူစာပဲဒေါ်သိန်းကြီးမှလည်းတမီးကြီးသားလက်တမီးငယ်တို့အတွက်လောဘမီးဒေါသမီးမောဟမီးတွေဒုံဟုံတောင်းလောင်နေတယ်။ဤခန္ဓာကိုယ်ယောက်ကစေးမြေဟောင်းတတ်၏အိုမင်းတတ်၏အနာယောဂတို့တည်ရှိရလေဖြစ်၏အပုပ်ဤအမြဲယိုဆင်း၍ပုပ်ဆေးပျက်စီးတတ်၏အသက်ရှင်ခြင်းသည်တည်ခြင်းအဆုံးရှိသည် ထို့သူဆိုသောတရားဒေသနာတို့ကို မေ့လျော့လာခြင်းနဲ့အိုခြင်းတရားနာခြင်းတရားနဲ့ရှင်းတန်လာခဲ့ကြသည်မြတ်စွာဘုရားရှင်၏အဆုံးအမဖြစ်သော မကောင်းမှုဟူသည်များကိုမပြုရောင်ကုသိုလ်ကောင်းမှုနှင့်ပြည့်စုံစေရ၏မိမိစိတ်ကိုဖြူစင်စေရ၏ထို့သူဆိုသောအဆုံးအမတွေကိုလည်းမေ့လျော့လာခဲ့ကြသည်ဒါနမှုသီလမှုဘာဝနာမှုစသောကုသိုလ်ကောင်းမှုများကို မေးရောခဲ့ကြလေသည် ဒေါ်သိန်းကြီးကမွေးဖွားအစတည်ခြင်းအဆုံးဆိုတဲ့အချိန်အာယူသက်စစ်60ချောင်းနဲ့မှာ꽌လွန်သွားရှာလေးရင်တလာခန့်အကြာမှာဖြစ်တဲ့ထွက်လာတဲ့စကြနေမင်းကြီးကဝင်းလင်းအဆုံးရှိတဲ့ကဲ့သို့ဦးမျိုးညွတ်မှာလေ꽌လွန်သွားရှာရင်ကန်းကွက်နိုင်ချောင်းကျော်ညောင်းမြေတိုင်းရက်ကွက်အမှန်မြေကွက်အမှန်အေရိယာချမ်းအမှန်ရှေးတောင်ကုန်းရိမ့်မော်ချမ်းနဲ့အစာအိုးတို့ကအမြေပေါဒေါ်သိန်းကြီးအမြေမှာ ဒေါ်ကျင်လီးဖြူမျိုးပါ၃ဦးရဲ့မိကိုပြောင်းမှဖြစ်လို့မြေသူမဆူအထောက်ထားတင်းပြပြီး၅ရက်အတွင်းမှာကွန်ကွန်နိုင်သည်တရင်စာကြောညာကိုဖတ်ရှုသည်ရှိတဲ့မန္တီလင်းအင်ကလည်းမရေပြိုင်ဖြစ်ခဲ့တဲ့သူ့အနေနဲ့အခွင့်အရေးတစုံတရာရှိမရှိစိန်ဘရာသာအကျိုးဆောင်ဂရုတန်ကိုတွားရောက်စုံစမ်းနေလင်းသေးမယားဆန်မယားသေးလင်းဆန်းဆိုရယ်မြမတလေထုံနှံဥပြီလည်းရှိပါတယ်ဒါကြောင့်ဒေါ်သိန်းကြည်သေးပြီးရဲ့နော် ပိုင်းဆိုင်မှုဟာဦးမျိုးညွန့်ထံကိုစီးဝင်နေမူလအမည်ပေါင်းပိုင်းရှင်မှလည်းဦးမျိုးညွန့်ရဲ့နာမည်ဖြစ်ခဲ့တယ်။ဒါကြောင့်မန္နီလာမှာရပိုင်권ရှိသေးပါတယ်။ဟုတ်ကဲ့ပါဆရာ။ကျမတို့အဓိကမိုးပေါင်းမှုသမီးလေးရဲ့နောင်ရည်တက်ပါ။ဘသူအတွက်ပဲဖြစ်ဖြစ်ကျွန်တော်တို့အတွက်ကတော့ဥရိပါအခွင့်အရေးဥပရေရပိုင်권လို့ရှင်းပြရမယ်ဆိုရင်လင်းသေးမရဆန်အခွင့်အရေးရှိသေးတယ်။သမီးလေးဒီမှာမြုံညော်နေနေလေဖေးတူမရေခွေအခွင့်ရရှိသေးပါတယ်။ ဟုတ်ကဲ့ပါဆရာလုံးဆရာရှိရာကိုလုံပေးပါဆရာတို့ကိုလုံးဆောင်အပ်ပါတယ်ဆရာမန္ဒီလာလင်းရဲ့ရှင်းနေကြီးများကကန့်ကွက်ကြောညာပေးခြင်းမြေပုံမြေယာစွန်ကူပေးခြင်း အမြီပန်းပေးခြင်းမပြုရင်သက်ဆိုင်ရာဌာနမှုတွေထံကိုကန့်ကွက်စာများတင်သွင်းနေတိုင်းဒေသကြီးတရားလွတ်တော်ကအမွေပုံပြည့်စည်စီမံခွဲဝေပေးစီလူမှုတရားဆွဲဆိုရင်လူပြည်မှာအမှုပွေကြပြီဦးမျိုးကျွန်းကရှင်းအောင်လုပ်တော်လဲရှုတ်ခဲ့လေပြီ တရားမဥပဒေသဘောတရားကြာထမ်းချက်တို့အစိုးလွှာမြေခွန်လျှောက်လွှာများကံကွက်လွှာနှစ်ဖက်လျှောက်လွှဲချက်ယုံမင်းအမိန်ယုံမင်းအမိန်အရာဆောင်ရွက်ခြင်းခြေလွှာတင်းတင်းခြင်းယုံကောက်ချက်ချားမဲ့ခြင်းနောက်တို့ကောက်ချက်လျှောက်ထားခြင်းကံကွက်ခြင်းနှစ်ဖက်လျှောက်လွှဲချက်ပေးခြင်းအမိန်ချားမဲ့ခြင်းတွေကိုယုံတော်မှာဆောင်ရွက်လာခဲ့တာနှစ်ပတ်ပင်ကြာခဲ့ပြီဖြစ်တဲ့ တရလိုမဏီလာလင်းဘတရံတိုင်းမလင်းကြည်ပြူမျိုးပါသုံးဦးတို့ဘက်ကမစီကားအပ်တဲ့ဒေသဖြစ်တဲ့တရားရှုံးတော်မှာယုံကြည်မောင်များစွာလာရောက်နေရကိုညီငွေလာပြီးဖြစ်တဲ့လောဘဒေါသမောဟမမာနာတွေမှလည်းဇက်ချင်းရောကြလာပြီးဖြစ်တဲ့နှစ်ဖက်သောလူကြီးများစေမျိုးများရဲ့ဆုံးမဖြန့်ပြေခြင်းကိုလက်မခံညှင်းပယ်သူတွေကတန်ဝေကဖြစ်လာကြတယ်ဒီလိုတရားမမှုတွေဟာအပေါ်တက်လိုက်အောက်ဆင်းလိုက်နဲ့ ဆယ်နှစ်အနည်း20အထိကြာရှည်နိုင်နေအမှုတွေလဲဦးအမှုသည်တွေလဲဦးတရားသူကြီးတွေလဲဦးပင်စင်သောဒါရီယာတကယ်ဆိုတော့ဒုက္ခတွေပွားနေကြတာဒါကြောင့်ညှိလိုက်ကြပါကွင်။သမီးတို့ကပြေးရမယ့်ဘက်ကပါပါအဘအင်းနဲ့လူချင်းတဲ့ဘက်တရားဆွေးတွေတရားလိုဘက်ကိုသာညှိပေးပါ။သမီးတို့ဘက်ကပြေးလဲစီခြင်းနဲ့အေးဟုတ်ပြီဟိုဘက်ကိုလည်းပြောပြီးမှာပေါ့။ ။ဘာစင်းကိုဘိုးမူဟောင်းဘာစင်းကမျိုးညွဘိုးမူဟောင်းမျိုးညွရဲ့မိစေရင်ချာဖြစ်လို့တရားလိုဘက်တရားပြိုင်ဘက်တွေကိုတရားဟောတရားပြခဲ့ရာငင်းချမ်းရရရင်လက်တကန်းသာလူတော်တွေနှစ်ဖက်အကျိုးဆောင်များတန်းကိုလည်းဥရိယာနှင့်လူမှုရေးရာမြတ်တမှန်ကန်သောတရားမြတ်တမှုမှန်ကန်မှုစေကောင်းစေနာရှိမှုစားတဲ့လောကဘာလာတရားနှင့်အညီဆောင်ရွက်ပေးကြပါယင်အကူညီတောင်းနေ ဒီနေ့ကနပန်းရှင်နေကြီးများအမှုသည်ကြီးများကိုပန်းစင်ရဲ့နေအိမ်မှာအမှုပြင်းရင်းပြီးရန်အကျိုးညှိနှိုင်းတဲ့နေဖြစ်တဲ့ကျွန်တော်ပြောချင်တာကတော့ဒီနေ့ဒီအချိန်မှာလက်နက်ကိုင်းပြီးနှစ်ပေါင်း90လောက်တိုက်ခိုက်နေကြတဲ့ပုံကိုယ်ရည်တောင်ငြင်းချင်ရနေပြီဒီဘက်က၃ယောက်လေညုံညုံရဲ့ရှင်သွေးဟိုဘက်ကကလေးမတွေကလည်းညုံညုံရဲ့ရှင်သွေးမင်းတို့တွေဟာသွေးစည်းဖို့လိုပြီးနှစ်ဖက်အကျိုးဆောင်ကြီးတွေစီမံပေးတာကိုလက်ခံစီခြင်းနဲ့ ဟုတ်ကဲ့ပါပါ။သမီးတို့လက်ခံပါတယ်။နှစ်ဖက်အကျိုးဆောင်ကြီးတွေကလည်း၎င်းတို့အကျိုးတင်တွက်ချက်စီမံထားမှုကိုလူကြီးများနှစ်ဖက်အမှုသည်များရှိမှခြားပြရဲ့။ဒိုချေလူရင်တင်ပြမယ်။ရွှေတောင်ကုန်းရိမ့်မောချံကို3400ဈေးဖြတ်မယ်။မလင်းကြီးပြူဘက်ကမဏိလာလင်းတို့ဘက်ကို3000ပေးအပ်ရမယ်။ဘလို့လဲပေးအပ်နိုင်မှာမလား။ဒါကမျှတပါတယ်။လမ်းဆုံးပြီးရွာတွေးဆိုတဲ့အတိုင်းပဲ။ ဒီဆုံးဖြတ်ချက်မှာလေဒီတိုင်းဖြစ်ဖို့များပါတယ်။ဟုတ်ကဲ့။သမီးဘက်ကတော့လက်ခံပါတယ်ရှင်။သမီးကလည်းသိန်းတောင်းမရှိပါဘူး။သိန်း9000ပဲရှိမယ်။ကျန်တာကိုဦးဦးတို့အန်တီသိန်းတို့တက်ကျောင်းဆောက်တဲ့အထဲမှာအလူငွေထည့်ကျင်ပါတယ်ရှင်။ตาရုပါဗျာ။ตาရုပါ။ကဲဒါဆိုရင်လာမယ့်ရုံးချင်းနေ့မှာအကျိုးဆောင်ကြီးများကအမှုပြင်းကြီးစာတင်ပေးပါ။သမီးတို့ဘက်ကအမ်းမဲ့3000ကိုတခါလေးယူခဲ့ပေးပါ။ ဟုတ်ကဲ့ပါဆရာသမီးဆက်ဆက်ယူလာခဲ့ပါမယ်ဟုတ်ကဲ့နောက်ထပ်တင်ဆက်ပေးခြင်းနေဇလန်းကတော့မအေးလို့မဖြစ်စီနေလို့အမြည်ရတဲ့သတိတောင်းဝေကရှာဖွေရာ ဖြစ်ရမယ်ဇလန်းကောင်းလေးကိုတင်ဆက်ပြီးမှဖြစ်လို့ခန်းစားနာစင်အားပေးကြပါမရှင်မမေသမီးလေးအထဲသေးမမြချင်းစီကဝမ်းဆက်လေးလိုချင်လို့ဝယ်ပေးပါလားမမေရဲ့ သမီးရဲ့မိမိမှာဒီရက်ပိုင်းအဆင်မပြေရသမီးလည်းသိနေတာပဲနောက်ပြီးသမီးဖေရဲ့အလုပ်ကလည်းစင်ရတာမှမဟုတ်တာဘလို့လို့ဝယ်ပေးနိုင်မှာလဲသမီးရဲ့ဟာမိမိကလည်းသမီးလေးဒီတယောက်ရှိတာကိုလိုချင်တာတောင်ဝယ်မပေးနိုင်ဘူးမိမိတို့အိမ်မှာလူလာဖြစ်တာကအတိတ်ပဲကိုမရှိဘူးသွားချင်တာမသွားရစားချင်တာမစားရဝှစ်ချင်တာမဝေးရနဲ့စိတ်ကုန်နေတကယ်ပဲဟဲ့သမီးမိုးသူမအေးကိုဘလို့စကားတွေပြောနေရလဲ ဘာကင်ဖြစ်သူအိုတင်စီရောက်လာပြီးငောင်းလိုက်မှသမီးဖြစ်သူမိမိုးလေးငိမ့်သွားတယ်။မိခင်ဖြစ်သူဒေါခင်မီကတော့သမီးဖြစ်သူပြောတဲ့စကားကြောင့်မျက်နှာလည်းမကောင်းမင်။ဒီမဲ့သမီးသမီးကိုလိုချင်တာဝယ်မပေးနိုင်နိုင်ဒီအိမ်မှာလူလာဖြစ်တာအိဗယ်မရှိဘူးလို့သမီးမပြောတင်ဘူး။ဘယ်မိပါမစကိုသားသမီးကိုရှေးမိုးမိုးမှာထားကျင်ကြတာကြီးပဲလိုအပ်သမျှဖြည့်ဆည်းပေးကျင်ကြတာကြီးပဲသမီး။တခါတလေအစင်မပြေတဲ့အခိုက်မှာ ဝဲကျင်စားကျင်နေစိတ်ကိုထိန်းနိုင်ရမယ်ငါသမီးမဟုတ်ရင်ငါသမီးမအေးလို့ဖြစ်သွားလိမ့်မယ်ရှင်မအေးလို့ဖြစ်သွားလိမ့်မယ်ဆိုတာဘာကူပြောရလဲအဖေอืมဒီလိုရှိတယ်ငါသမီးအဖေတို့ငငယ်တို့ကအဖေတို့မြို့မှာစင်းရဲတဲ့မအေးဆိုတဲ့မင်းကလေးတယောက်ရှိတယ်မအေးရဲ့မိဘတွေဟာအင်မတန်မှစင်းရဲတယ်ဒါကြောင့်သူသမီးမအေးကိုဖြည့်စည်းမပေးနိုင်ဘူးအပြိုပေါက်ရွယ်လီမအေးဟာ အပေါင်းအသင်းတွေဝိတာစားတာမြင်ရင်သူလဲဝေးကျင်စားခြင်းနေအလားပါပစ္စည်းတွေသူများဝယ်တာတွေ့ရင်သူလဲဝယ်ခြင်းနေဒါပေမဲ့သူမှဒီပစ္စည်းတွေဝယ်ဖို့ပတ်စံကမရှိဘူးအဲ့တော့အင်းကမိဘနှပါကိုပူဇော်တယ်ဒါပေမဲ့စားဖို့တောင်နိုင်နိုင်ဖြစ်နေတဲ့သူမိဘတွေကလည်းမအေးကိုစူကြစူကြတယ်ဒါနဲ့မအေးလည်းမိဘတွေကိုစိတ်ဆိုးပြီးစကားလုံးဝမပြောတော့ဘူးသူလှုပ်ချင်တာကိုဇွတ်တိယထုလှုပ်တတ်တယ်ဘသူကမှမတိုင်မင်းဘူး ဘသူဆုံးမတာကိုမှလည်းလက်မခံဘူးဝေချင်စားကျင်နေစိတ်ကြောင့်ဘာကိုမှလည်းမစင်သားပဲမဟုတ်တာဒီကိုသူလုပ်တယ်ယောက်ျားရင်နဲ့ရှုပ်ပြီးယောက်ျားရဲ့စီကနေသူလိုချင်တာကိုရအောင်ပူစားတယ်ယောက်ျားရဲ့ကလည်းမအေးလိုချင်တာကိုဝယ်ပေးတယ်ဒီလိုသူလိုချင်သမျှဝယ်ပေးတဲ့ယောက်ျားတွေမှာအကြံစီတွေရှိမှန်းသူမသိဘူးမအေးကလည်းသူစားကျင်တာသူဝေးချင်တာတွေဝေးနေရတော့ဒါရီနားမလဲခဲ့ဘူး တနေ့တော့သူနဲ့ပတ်သက်နေတဲ့ယောက်ျားတယောက်ဟာမအေးရဲ့အပြူစင်မောကိုရအောင်ယူလိုက်တယ်။မအေးလည်းအဲ့ဒီယောက်ျားကိုချစ်တော့သူ့ဘဝကိုပုံအပ်ခဲ့တယ်။ဒီလိုနဲ့မအေးဟာအဲ့ဒီအမျိုးသားနဲ့လင်မယားလိုနေခဲ့ကြတယ်။တနေ့တော့မအေးကိုအယံမူးအောင်တိုက်ပြီးအဲ့ဒီအမျိုးသားကသူ့အပေါင်းပါတွေပါခေါ်ပြီးမအေးကိုချီတော်တင်တယ်။သူတို့စိတ်ကြိုက်လုပ်ပြီးသွားတော့မှမအေးကိုအဲ့ဒီအမျိုးသားကအဆက်သေးရဖြစ်မျိုးကနေပျောက်ချင်းမလားပျောက်သွားရတဲ့မိ့။ မအေးရဲ့မိဘတွေကလည်းတမီးရဲ့စိတ်နဲ့တေးကုန်းနေမအေးလည်းပျက်စီးနေတဲ့သူ့ဘဝကိုပြစ်ဒစာတွေလုံရင်းနဲ့ကုန်ဆုံးနေဘာကြောင့်လဲဆိုတော့မအေးရဲ့ဝိချင်းစားချင်နေစိတ်ဟာကိုဘွားချင်းနေကို နားမလဲပဲဝိချင်းစားချင်စိတ်ဟာထိမ့်ချုပ်မရဖြစ်ခဲ့တယ်။လိုချင်တာမရနိုင်တဲ့ဘဝဆိုတော့မကြံသင့်တာတွေကိုကြံစီမိတယ်။မလုံသင့်တာတွေကိုလုံရဲလာတယ်။ဒါဟာဝိချင်းစားချင်နေစိတ်ကိုမထိမ့်ချုပ်နိုင်လို့သူ့ဘွားကြီးပျက်စီးသွားခဲ့တာပဲငါသမီး။ ဒါကြောင့်အဖေသမီးကိုအဖေကသူ့လိုမဖြစ်စေချင်တာဟုတ်ကဲ့ပါအဖေပြောတာနားထောင်ပြီသမီးအတိတရားသတိတရားရပါပြီသမီးရဲ့ဝေ့ကျင်စားကျင်တဲ့စိတ်ကိုထိန်းချုပ်ပါတော့မယ်အဖေနဲ့မိကိုပြောခဲ့ဆိုခဲ့မိရာဤတည်းလဲသမီးတောင်းပန်ပါတယ်ဖေဖေနဲ့မေမေရာသမီးကို ခွင့်လွှတ်ပြီးသားပါကွယ်လူဆိုတာကိုဘွားချင်းဒီကို နားလေတဲ့ရတယ်အမြင့်ကိုမှန်းခွင့်ရှိတယ်ရောက်ခွင့်ရှိတယ် ဒါပေမဲ့တထေချင်းတော့သွားဖို့လိုလိမ့်မယ်ကွယ်။ဟုတ်ကဲ့ဖေဖေသမီးနားလည်ပါပြီ။အေးပါကွယ်အဖေသမီးလေးကအတိတရားရှိပြီးသားမို့အဖေသမီးကိုယုံကြည်ပါတယ်။ဟုတ်ကဲ့ဇလန်းလေးကအဆုံးထိနားဆင်ပြီးကြားရင်ပြီးတဲ့များ လုံးကိုကြီးစုများကြည့်တင်ပါရရှင်။ကျမရဲ့ channel လေးကိုလည်း subscribe link ထိထားခဲ့ပြီးပို့တောင်းဆိုပါရစေရှင်။